Hello, 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 hello. Ini dia. Halo, memang kenapa kenyang? Jadi, terus kemudian maju tuh, Pak. Ini cuma main ဒီနေ့သင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးချင်တာလေးက Microsoft Word မှာ Text File ကိုအသုံးပြုပြီးတော့ Play Music နဲ့ Channel နဲ့တာရရမလဲဆိုတာကိုသင်ကြားပေးချင်တာဖြစ်ပါတယ်။ဒီသင်ခန်းစာလေးကကျွန်တော်ရဲ့ Computer Basics Online Video Class တွေနဲ့ Microsoft Word Special Online Video Class တွေတို့မှာသင်ကြားရတဲ့သင်ခန်းစာတွေတဲ့ကတစ်ခုလည်းပဲဖြစ်ပါတယ်။ ဒီ Microsoft မှာကျွန်တော်စာလေးရိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ကကာစာလေးချပြီးတော့မှစာလေးရိုက်လို့ရတယ်လို့ပဲတခါတရံမှာကျွန်တော်ကာစာချပြီးစာရိုက်လို့မလွယ်တဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့ကစာကိုလွယ်တကူသုံးရလို့ရအောင်နေရာတွေပြင်လို့ရအောင်ကိုထားချင်တဲ့နေရာမှာလို့လို့ကိုထားလို့ရစေဖို့အတွက် Desktop လေးကိုအသုံးပြုပြီးတော့မှစာရိုက်ပြရတာမျိုးရှိပါတယ်အဲ့တော့ Microsoft ဘက်ကိုသုံးပြုပြီဆိုရင် Desktop သုံးပြုပုံလေးကိုပါမဖြစ်မနေနဲ့ထိထားတင်ပါတယ်။ဒါကြောင့်မလို့ယခုသင်ခန်းစာလေးမှာဒီ Desktop သုံးပြုတဲ့ပုံလေးကိုအလုံးနာလဲတော့အောင်လို့ဥပမာလေးနဲ့တကွာရှင်းပြပေးပါမယ်။ ဆက်တဲ့ပထမအဆုံးကျွန်တော် Microsoft Word လေးကိုစာပြီးတော့မှာဖွင့်လိုက်ပါမယ်။ဖွင့်လိုက်တဲ့အခါမှာကျွန်တော်ကပုံမှန်အပြင်စာရိုက်တာကတော့လွယ်ပါတယ်။ Microsoft Word မှာကွာစာရိုက်ချင်တယ်ဆိုရင်ဒီလိုမိတ်တုတ်မိတ်တုတ်ဖြစ်နေတဲ့ကစားလေးရှိတဲ့နေရာမှာကိုရိုက်လိုက်တဲ့စာကပေါ်လာမှာဖြစ်ပါတယ်။ဒီနားမှာကစားလေးရောက်နေပြီဖြစ်တဲ့အတွက်ကိုရိုက်လိုက်တဲ့စာလေးကအင်တာလေးကနေပြီးတော့မှစာပြီးတော့မှာပေါ်လာမှာပါ။ဥပမာဒီမှာစာလေးရိုက်လိုက်တဲ့အခါမှာလည်းအမှကစားလေးထားတဲ့နေရာမှာပေါ်လာမှာဖြစ်ပါတယ်။ တကယ်လို့များကဒီနာလေးမှရိုက်ချင်တယ်ဆိုရင်လည်းပဲကလစ်နဲ့ချက်တင်နေပေးလိုက်မယ်ဆိုရင်ခါစားလေးကဒီနာရောက်သွားပါလိမ့်မယ်။အဲ့မှာလည်းပဲကိုနဲ့တက်တဲ့စာကိုနာပြီးတော့မှရိုက်လိုက်လို့ရတာဖြစ်ပါတယ်။ကဒီနာလေးမှရိုက်မယ်ဆိုရင်လည်းပဲဒီနာလေးမှခါစားလေးချလိုက်ပြီးတော့မှကိုနဲ့တက်တဲ့စာကိုနာပြီးတော့မှရိုက်လိုက်လို့ရမှာဖြစ်ပါတယ်။ဒီနာလေးမှဆိုရင်လည်းအလိုပါပဲကိုသဘောကျတဲ့နေရာမှာကလစ်နဲ့လိုက်ပြီးတော့မှကိုရိုက်ချင်တဲ့စာကိုတန်းပြီးတော့မှရိုက်လို့ရမှာဖြစ်ပါတယ်။ လူမျိုးရိုင်းလို့ရတယ်ဆိုပေမဲ့လည်းရိုက်ထားတဲ့စာလေးကိုကနေရာလေးအတွက်တခုရွှေ့ချင်တာဖြစ်ဖြစ်ကွဲစာလေးကိုက rotation လဲချင်တာဖြစ်ဖြစ်လုပ်ချင်တဲ့အခါမှာဆိုရင်တော့နည်းနည်းလေးခက်ခဲပါတယ်။အဲခါမှာကဒီစာလေးကိုနေရာရွှေ့မယ်ဆိုရင်ဒီစာလေးကိုက selection ပေးပြီးတော့မှနေရာလေးဆွဲပြီးတော့မှရွှေ့တဲ့အခါမှာတို့တခုမရွှေ့လို့မရလည်းဖြစ်တဲ့တဲ့ပြောက်ကွာစာလေးကိုအနေငယ်စောင်းချင်တာမျိုးတွေဘက်ဘက်ကိုနည်းနည်းစောင်းပါညာဘက်ကိုနည်းနည်းစောင်းပါဒီလိုမျိုးစောင်းတာတွေပြောင်းပြန်လှန်တာတွေပါလုပ်မယ်ဆိုရင်လည်းနည်းနည်းခက်ခဲတာကိုတွေ့ရပါလိမ့်မယ်။ အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးခက်ခဲတဲ့အရာကိုမလုပ်တော့ဘဲနဲ့ test box ဆိုင်ဟာလေးကိုသုံးပြပြီးတော့မှစာလေးရိုက်လိုက်မယ်ဆိုရင်တော့ကိုလုပ်ချင်တဲ့အရာတွေအားလုံးကိုအဆင်ပြေသွားနိုင်လို့လို့ရမှာဖြစ်ပါတယ်။အဲ့တော့ test box ကိုသုံးခြင်းအပြင်ကကျတော့ rotation တွေလည်းလည်လို့ရတယ်၊ဗောင်းမြန်လည်းမယ်ဆိုရင်တော့လည်လို့ရတယ်။တော့360 degree လည်လို့ရနိုင်မှာဖြစ်ပါတယ်။ပြီးတော့အဲ့ test box နဲ့ရိုက်ထားတဲ့စာလေးကိုကိုယ့်ရဲ့ Microsoft software စာမျက်နှာတစ်ခုလုံးရဲ့ချိန်နေတဲ့နေရာမှာလည်းပဲအလွယ်တကူသွားပြီးတော့မှထားလို့လည်းရပါတယ်။ position ကိုကိုယ့်ချိန်တဲ့နေရာမှာထားလို့ရပါတယ်။ ပြီးတော့ test box လေးကိုကွာအလှဆင်ပြီးတော့လည်းပဲကိုအနေနဲ့လည်းမျိုးလေးဒီလိမ့်စာကပြပုံစံလေးပြီးတော့ကျေမင်္ဂလာတော်ဖိတ်စာပုံစံလေးတွေအားစာကို foundation နဲ့သလို foundation လို့လည်းရပါသေးတယ်။အဲ့အတွက်ဒါလေးကိုဥပမာလို့ပြလိုက်မယ်ဆိုရင်တော့အလုံးနားလည်းသွားပါလိမ့်မယ်။အဲ့အတွက်အရင်ဆုံး design လေးအလုံးကိုပြန်ပြီးတော့မှဖြတ်လိုက်ပါမယ်။ test box လေးကိုသုံးဖို့တော့ကကြတော့ဒီပေါ်လေးမှာ insert ဆိုတဲ့ table ရှိပါတယ်။အဲ့ဒီ insert table ကိုသွားရမှာဖြစ်ပါတယ်။ဒီ insert table ကိုနှိပ်လိုက်တဲ့အခါလေးမှာဆိုရင်တော့ဒီအောက်ဒီမှာ illustration ဆိုတဲ့ group လေးပေါ်လာပါတယ်။ နေထဲမှာဒီမှာ shape စာလေးရှိပါတယ်။ညာလေးကိုနေကျင်လိုက်တဲ့အခါမှာ shape တွေအများကြီးတန်းစီပြီးတော့မှကြာလာပါလိမ့်မယ်။ဒီ shape တွေအများကြီးတွေကနေပြီးတော့မှ quartz block တွေအသုံးပြုချင်တာဖြစ်တဲ့အတွက်ဒီအောင်လေးမှာ basic shape စာလေးရှိပါတယ်။ basic shape လေးရဲ့ဒီအဖို့ဆုံးလေးမှာ test block စာလေးကိုတွင်ရပါလိမ့်မယ်။အဲမှာ test block တွေကိုအသုံးပြုလို့ရပါတယ်။အဲ့မှာလာပြီးတော့မှဒီ test box ဆိုင်ဟာလေးကို A ပုံစံ test box လေးကိုတုံးလို့ရတယ်လို့ပဲသူ့လာမတုံးခြင်းဘူးဆိုရင်တော့ဒီ insert tab ထဲမှာပဲ ဒီဘက်လေးမှာ test ဆိုတဲ့ group လေးထဲမှာလည်းပဲ test box တာလေးရှိပါတယ်။သို့တော့လည်းပဲတူတူပါပဲ။အဲ့တွက်နေရာနဲ့နေရာရှိပါတယ်။ကိုနှစ်တဲ့နေရာကနေပြီးတော့မှသုံးလို့ရမှာဖြစ်ပါတယ်။အဲ့တွက်ဒီမှာ shape ကိုနှိမ့်လိုက်ပြီးတော့မှ basic shape ထဲကနေမှ test box လေးကိုယူလိုက်ပါပြီ။ယူလိုက်တဲ့အခါမှာကိုယ့်ရဲ့ mouse pointer လေးကအခုလိုမျိုးအပေါင်းလက္ခဏာပုံစံလေးပေါ်လာပါပြီ။ပေါ်လာတဲ့အခါမှာကွာ test box လေးကို block site လိုချင်လဲကိုလိုချင်တဲ့ site address ကိုတက်ပြီးတော့မှဆွဲလို့ရပါတယ် ဒီမှာကစအများကြီးအရှိရေးမယ်ဆိုရင်တော့ dashboard ကိုကြည့်ကြည့်ဆွဲတင်ပါတယ်။စာတိတိလေးပဲနည်းနည်းလေးပဲရေးမယ်ဆိုရင်တော့ dashboard ကိုတိတိလေးဆွဲပေးထားလည်းရပါတယ်။ဒါပေမဲ့ query dashboard တွေကတည်သွားတာဖြစ်ဖြစ်ကြီးသွားတာဖြစ်ဖြစ်ဆိုရင်လည်းပဲကိစ္စမရှိပါဘူး။တည်နေမယ်ဆိုရင်လည်းအချိန်မီးပြန်ပြီးတော့မှကြီးလို့ရသလိုပဲကြီးသွားမယ်ဆိုရင်လည်းအချိန်မီးပြန်ပြီးတော့မှတည်လို့ရပါတယ်။အဲ့တော့ကိုနှစ်သက်တော့တာ clip ဖြစ်ပြီးတော့မှဒီလိုလေး thread လေးဆွဲလိုက်ပြီးတော့မှဆွဲလိုက်ပါ။ကိုလိုချင်တဲ့အနေထားရောက်သွားပြီဆိုတာနဲ့ mouse ကနေမှ clip ဖြစ်ထားတာလေးကိုလွတ်ပေးလိုက်ပါ။ဒါဆိုရင် dashboard တွေတခုရလာပါပြီ။ ရလာတဲ့ခါမှာအဲ့ test box လေးထဲမှာကစားလေးဝင်သွားပါပြီ။အဲ့ဒီမှာကိုနှစ်တက်တဲ့စာလေးကိုစားပြီးတော့မှရေးလို့ရပါပြီ။ဥပမာအနေနဲ့ဒီမှာ hello ဆိုပြီးတော့မှရေးလိုက်တယ်ပေါ့။စာလေးရေးလိုက်ပါပြီ။ဟုတ်ပြီ။ဒါတော့ test box လေးကိုသုံးလိုက်ပြီးတော့စာလေးရေးလိုက်တာပါ။အဲ့ခါမှာကွာ test box လေးရဲ့အောက်ကတခြားနေရာမှာလွတ်တဲ့နေရာမှာသွားပြီးတော့ထောက်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ box လေးနဲ့စာလေးရေးပြီးသွားတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပြီ။အဲ့ခါမှာသူ့ရဲ့ box လေးမှာကျတော့ဒီဘောင်လေးကကျတော့အနှံ့ရောင်လေးနဲ့ချက်ပေးထားတယ်။ ြောအတွင်းမှာလည်းတော့တကယ်အကြတော့ကာလာတရားပါပါတယ်အဲ့ဒီရောင်လေးကအဖြစ်ရောင်လေးပါဒါပေမဲ့ကွာနောက်ကစာရွက်ကလည်းပဲအဖြစ်ရောင်လေးဖြစ်နေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီ test form လေးကသူ့ရဲ့အတွင်းရောင်ကအဖြစ်ရောင်လေးချိန်ရတယ်ဆိုတော့ကိုယ်မသိတာဟုတ်ဖြစ်နေတာပါအောက်ကလည်း view သွားလည်း view ဆိုတော့အကြောင်းမပါသလိုဖြစ်နေတာပါအဲ့တော့တကယ်လို့များကိုနေနေကဒီ test box လေးရဲ့ဒီအတွင်းကာလာ fake ကာလာလို့ခေါ်ပါတယ်။အဲ့ဒီ fake ကာလာလေးကိုကွာအဖြူလေးမထားချင်လို့တခြားရောင်လေးတွေပြောင်းလဲပြီးတော့မှထားချင်နေဆိုရင်လည်းပဲထားလို့ရပါတယ်။ လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက် Computer Basics Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Computer Basics Online Class တွေမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းတစ်ပယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ၊ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသင့်ပြေစွာနဲ့စနစ်တကျ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်နှင်းကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးတင်နှင်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှင်းကြီးတွေကရဲကန်တက်လေးတဲ့ရှိတာမို့တင်နှင်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲ့တော့ test box လေးထဲမှာစီစာလေးထဲမှာမှာတွားပြီးတော့ခါစာလေးချလိုက်ပါ။ပြီးသွားတဲ့အခါမှာဒီပေါ်လေးမှာ shape format ဆိုတာလေးပေါ်လာပါမယ်။သွား test box လေးထဲမှာသွားပြီးနှိမ့်ထားတော့လကောင်း test box လေးရဲ့ဒီလိုမျိုးပေါင်းလေးတွေရှိပါတယ်အဲ့လိုပေါ်လာလေးပေါ်မှာသွားပြီးတော့နှိမ့်ထားမှသာလဲဒီ shape format ဆိုတာလေးကပေါ်လာတာဖြစ်ပါတယ် ခုနကလိုကွာ test box လေးထဲမှာမဟုတ်ဘဲနဲ့တခြားနေရာမှာသွားပြီးတော့နှိပ်ထားမိတယ်ဆိုရင်တော့ body မှာ shape format ဆိုတာကတော့ပုံမှန်မဟုတ်ပါဘူးအဲ့တော့ကွာ test box လေးပေါ်မှာသွားပြီးတော့နှိပ်လိုက်ပါဒါမှသာလည်း shape format ပေါ်လာမယ်အဲ့ဒီ shape format ကိုတွန်းလိုက်တဲ့အခါမှာဒီ shape format ထဲမှာကိုယ့်ရဲ့ text box နဲ့သက်ဆိုင်ရာ format တွေနဲ့အကောင်လုံးကိုဒီနေရာထဲမှာလာပြီးတော့မှပြင်ပြရမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဒီ text box လေးမှာကိုယ့်ဒီအယောင်လေးထည့်ကြပါမယ်။ ဲ့လိုထည့်ဖို့အတွက်ကကျတော့2မျိုးရှိပါတယ်ပထမတစ်ခွန်းကကျတော့ Microsoft ထဲမှာအသင်ပေးထားပြီးသား style လေးတွေကိုယူပြီးတော့မှသုံးတာပါအဲ့အတွက်ဒီဘက်လေးမှာ shape style ဆိုတာလေးရှိပါတယ်သုံးမျိုးပြထားပါတယ်ပုံစံလေးသုံးမျိုးရှိပါတယ်တက်ပြီးတော့လိုချင်သေးတယ်ဆိုရင်တော့တယောက်လေးမှာမျှလေးပါပါတယ်ဒါလေးကိုနှိမ့်လိုက်မယ်ဆိုရင်တော့အများကြီးတက်ပြီးတော့မှကြာလာပါမယ်အဲ့မှာ quad ပါပြရမှာ click မနေကြည့်ပါနဲ့အောင်ကိုလိုချင်တဲ့ကောင်လေးပေါ်မှာ mouse ပဲအရင်ဆုံးတင်ကြည့်လိုက်ပါမောင်ကြီးဒီလိုလေးရွှေ့ပြီးတော့မှတင်လိုက်ပြီဆိုတာနဲ့အောက်က test box လေးမှာအဲ့ဒီပုံစံလေးကို preview နေနဲ့ပြပေးတာတွေ့ရပါလိမ့်မယ်။ ကိုသဘောကျတာပြီဆိုမှ click နေပြီးတော့မှသုံးနိုင်လို့ရပါတယ်။အပြားလေးခြိုင်တာအစိမ်းလေးခြိုင်တာကိုသဘောကျတဲ့ပုံမှာမောက်စီတင်ကြည့်လို့ရပါတယ်။အောက်မှာဖြောင်းသွားတာတွေ့ရပါလိမ့်မယ်။ကျွန်တော်တို့ရော style နဲ့မှာအသိပေးထားပြီးသားဖြစ်တဲ့အတွက်ဝါဆိုင်နေဆိုတဲ့ပုံစံတော့ပဲသူရှိတာပါတကယ်လို့များကဒီထက်ပိုပြီးအယောင်ဆောင်ဆောင်လေးတွေတုံးကျင်နေဆိုရင်ကျတော့ဒီမှာမပါဘူးဆိုရင်ဘယ်လိုလုပ်လို့ရသေးလဲဆိုတော့အယောင်တည်တန်းချဲကျင်နေဆိုရင်တော့ double D မှာ shape face ဆိုတာလေးရှိပါတယ်သူများလေးကိုနှိမ့်လိုက်မယ်ဆိုရင် thin color ဆိုတဲ့ box လေးကြာလာပါလိမ့်မယ် ဲ့ဒီမှာကိုနှစ်သက်တဲ့ရောင်ကိုရွေးချယ်လို့ရပါတယ်။တယောက်မှာပေးထားတဲ့အနီးလေးအဝါလေးပြားလေးကိုကြိုက်တဲ့ရောင်ဒီမှာရွေးလို့ရပါတယ်။ဒီမှာပြထားတဲ့အရောင်တွေအပြင်တခြားရောင်တွေဆက်ပြီးတော့လိုချင်သေးတဲ့ဆိုရင်လည်းပဲတယောက်လေးမှာ morphe color ဆိုတာလေးရှိပါသေးတယ်။သူနှိပ်လိုက်မယ်ဆိုရင်တော့ color ဆိုပြီးတော့မှ download လုပ်စေချလာပါမယ်။ အကမှာ standard ရှိပါမယ် custom ရှိပါမယ် standard ကိုသွားလိုက်တဲ့အခါမှာအောက်က color thread ကောင်းတဲ့အောက်မှာ color box တွေရှိပါတယ်ဒီထဲကနေမှကိုနဲ့တက်တဲ့အကြောင်းပေါ်မှာ click နှိပ်လိုက်ပြီးဆိုရင် new ဆိုတဲ့နေရာလေးမှာအကြောင်းအသစ်ကလေးပြပါလိမ့်မယ်ဒါလေးကိုသဘောချသွားပြီးဆိုရင် okay လေးကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်ကိုရဲ့ဒီ test box လေးအကြောင်းကဒီအကြောင်းလေးနဲ့ချိန်ပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခါတော့ customer custom ကိုသွားလိုက်တဲ့အခါမှာလည်းအောက်မှာ color thread ကောင်းတဲ့နေရာမှာ box တွေရှိပါတယ်ကိုနဲ့တက်တဲ့အကြောင်းပေါ်မှာ click နှိပ်ပြလိုက်ပြီးဆိုရင် new ဆိုတဲ့နေရာမှာလာပေါ်ပါလိမ့်မယ် ဒီမှာပေါ်ရက်ရောင်လေးကိုသဘောကျပြီဆိုရင်တော့ okay လေးကိုနင်းလိုက်ရုံပါပဲ။ဒါဆိုတော့ test box လေးကဒီရောင်လေးနဲ့ချိန်ပြသွားမှာဖြစ်ပါတယ်။ဒီမှာကတော့ cancel လေးပဲပြန်ပြီးတော့နင်းလိုက်ပါမယ်။အဲ့တော့ shape fee လေးရဲ့အောက်ကမြားလေးကိုနှိမ့်လိုက်ပြီးတော့မှသူမှပါတဲ့အရာကိုတရားအောင်ကိုတုံးလိုက်ပါမယ်။ဥပမာကိုအဝိုင်အောင်လေးနဲ့ချက်ချင်ပါတယ်။အဝါလေးကိုနှိမ့်လိုက်ပါပြီ။အဝိုင်အောင်လေးနဲ့ချက်သွားတာတွေ့ရပါမယ်။ဒါကြောင့်မလို့ကိုနဲ့တက်တဲ့အရာနဲ့ချက်လို့ရတာဖြစ်ပါတယ်။ဒါတော့အရာလေးပဲတည်တန်းချက်တာပါ။ တကယ်လို့ကအကြောင်းလေးမချက်ချင်းမဲနဲ့အကြောင်းလေးနေရာမှာဥပမာအနေနဲ့တပုံလေးတွေထည့်ချင်တယ်ဆိုရင်လည်းရပါတယ်။အခါမှာ shape ပြီးမှပဲနှိမ့်လိုက်ရပါတယ်။အုပ်လေးမှာပစ်ချာစွာလေးရှိပါတယ်။သူ့နှိမ့်လိုက်တဲ့အခါလေးမှာဆိုရင်တော့ insert ပစ်ချာဆိုပြီးတန်အောင် box ကြီးချလာပါမယ်။အခါမှာတပုံထည့်သွင်းဖို့အတွက် internet ကနေလည်းထည့်လို့ရသလိုကိုယ့်ရဲ့ computer ထဲမှာအသင်းထည့်ထားပြီးသားရှိနေပြီးသားတပုံလေးတွေကိုလည်းပဲ Microsoft Word ကိုထည့်သွင်းလို့ရပါတယ်။ကိုယ်နဲ့တတာကိုထည့်သွင်းလို့ရတယ်။ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့တပုံလေးကိုထည့်သွင်းခြင်းနဲ့ဆိုရင်တော့ Frontify ဆိုတဲ့ဓာတ်လေးကိုနှိမ့်ရပါတယ်။ တခြား internet ကနေထည့်မယ်ဆိုရင်တော့ store image online picture icon ဆိုပြီးတော့မှဒီသုံးမျိုးကတော့ internet လိုရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ computer ထဲမှာတက်ပုံမရှိဘူးဆိုရင်တော့ internet ကနေပြီးတော့မှဒီသုံးမျိုးတွေကကိုယ်ကြိုက်တဲ့နေရာကနေသွားပြီးတော့တက်ပုံလေးတွေကိုရှာပြီးတော့မှထည့်လို့ရပါတယ်။အဲ့တွက်အခုသင်ခန်းစာလေးမှာတော့ကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့တက်ပုံလေးတစ်ပုံကိုထည့်မှာဖြစ်တဲ့အတွက် profile file လေးကိုတစ်ချက်နေလိုက်ပါမယ်။အဲ့ကမှတော့နောက်တစ်ထပ်အလောက်ပေါက်စီကိုထည့်ချလာပါလိမ့်မယ်။အဲ့ဒီမှာကိုယ်ထည့်သွင်းချင်တဲ့တက်ပုံလေးရှိတဲ့ location ကိုရွှေ့ရပါမယ်။ ကျွန်တော်ရဲ့ကွန်ပျူတာလေးမှာတော့ဒီမှာရှိတဲ့ hamming nine ဆိုတဲ့ folder ထဲမှာမှ picture ဆိုတဲ့ folder လေးထဲမှာတင်ထားတာဖြစ်ပါတယ်။အဲ့ဒါကနေပြီးတော့မှဒီတပုံလေးထည့်ခြင်းနဲ့ဆိုပါစို့။မိတ်ဆွေကလည်းပဲကိုထည့်သွင်းခြင်းနဲ့တပုံလေးပေါ်မှာ click တစ်ချက်နှိပ်ပါမယ်။ပြီးရင်တော့ insert လေးကိုနှိပ်ပေးလိုက်ပါ။ထားဆိုရင်ဆွမ်းနာကအဝိုင်အောင်လေးနေရာမှာကွာတပုံလေးနဲ့ထည့်သွင်းလိုက်တာဖြစ်တဲ့အတွက်တပုံလေးနဲ့အကြောင်းလေးထည့်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့တပုံလေးထည့်တာမျိုးပါ။နောက်တစ်ခုအနေနဲ့ကကြတော့တပုံလေးနဲ့ထည့်လို့ရတဲ့အကြောင်းလေးလည်းထည့်လို့ရသလိုပဲနောက်တစ်မျိုးကကြတော့တခြားစာလေးရှိပါသေးတယ် တခြားဆိုရင်ကျတော့ Microsoft Word ထဲမှာအစတည်းကပေးထားပြီးသားအသင်သုံးလို့ရတဲ့အရာလေးတွေပါဒီမှာပြထားတဲ့အကြောင်းလေးအကုန်လုံးကိုကွာသုံးလို့ရပါတယ်ဘယ်လိုဟာလေးကိုသဘောကျလဲပေါ့နော်ဒါလေးကိုကိုသဘောကျရဆိုင်ဒါလေးပေါ်မှာကလစ်တစ်ချက်လေးနှိမ့်လိုက်ရုံပါပဲဒါဆိုကိုယ့်ရဲ့တပုံလေးအတွင်းအကြောင်းလေး fake color လေးကဒီလိုတခြားလေးနဲ့ဖြည့်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဆနာကအကြောင်းချဲတဲ့ခါမှာကွာအဝိုင်းအောင်လေးယူလိုက်တော့အဝိုင်းအောင်လေးဖြစ်သွားတယ်အိမ်မှာအကြောင်းလေးကကျတော့သွား solid color လို့ခေါ်ပါတယ်အကြောင်းကိုတရောင်းနဲ့တုံးထားတာပါ တကယ်လို့များ solid ကာလာမျိုးပိုင်းနဲ့ကွာ gradient ကာလာပုံနဲ့သုံးချက်နဲ့ဆိုလည်းရပါတယ်။အချောင်ကိုနည်းနည်းကျော်ဆက်ပြီးတော့သုံးတာမျိုးပေါ့။အဲကမှကိုရွေးထားတာအဝါရောင်လေးပါ။ shape လေးရအောက်ကများလေးကိုနှိမ့်လိုက်တဲ့ခါလေးမှာဆွမ်းနာကပစ်ချရင်အောက်တက်တဲ့လေးမှာ gradient စာလေးရှိပါသေးတယ်။သို့သွားတဲ့ခါမှာ low ဆက်မှာသူက no gradient လို့ခေါ်တဲ့ဒီကောင်လေးကိုသုံးထားတာဖြစ်ပါတယ်။အဲမှာ gradient က light ဆိုတဲ့ကောင်လေးနဲ့ text ဆိုပြီးတော့မှနှစ်မျိုးရှိပါသေးတယ်။ light ကတော့ကိုရွေးထားတဲ့အဝါရောင်လေးကိုမှသူအဖြစ်ရောင်လေးလေးနဲ့ရောဆက်ထားတဲ့ပုံစံမျိုးလေးပါ။ ထက်ကကြတော့ကိုယ့်ရဲ့အဝိုင်အောင်ကိုမှအနဲ့ရောက်နေရောဆက်ထားတဲ့ပုံစံလေးတွေပါဒီနှစ်ခုတည်းကကိုနှစ်သက်တာပါမယ်ဆိုရင်လည်းကလစ်နေပြီးတော့မှရှုပ်ပြီးတော့မှတုံလိုက်လို့ရပါတယ်ဒါလေးကိုကိုသဘောကျရင်ဒါလေးပေါ်မှာသွားပြီးတော့မှနှိမ့်လိုက်ရအောင်ပါပဲ။အားစံကိုရဲ့ဟာလေးကိုအဲ့ဒီ variant ဒီ gradient color လေးနဲ့သူချပြသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုက gradient တစ်ခုခုသုံးလိုက်ပြီးတော့ကမှမကြိုက်တော့လို့မူလကတိုင်းပဲ solid color ပြန်ထားခြင်းနဲ့ဆိုရင်လည်းပဲ shape မှာသွားလိုက်ပြီးတော့မှ gradient ကိုပြန်သွားပါမယ်။ ထိုင်ဆောင်လေးမှာရှိနေတဲ့ no gradient ဆိုတာလေးကိုပြန်ပြီးတော့မှရွှေ့ပေးလိုက်မယ်ဆိုရင်တော့မူလကတိုင်ပြန်ပြီးတော့ဖြစ်သွားပါလိမ့်မယ်။ဒါလို့ကွာအရင်တော့ကတိုင်အဝိုင်းအောင်တက်တော့လေးပြန်မရအောင်ဆိုရင်လည်းပဲ shape မှာသွားလိုက်ပြီးတော့မှအဝိုင်းအောင်လေးကိုလည်းပြန်ပြီးတော့မှရွှေ့နိုင်လို့လည်းရပါတယ်။ဒါတော့အကြောင်းလေးထည့်တာပါ။ကွာလုံအောင်ကိုပါကာလာမမထည့်ချင်ဘူးလုံအောင်ပလိန်တိုင်းပဲထားချင်တယ်ဆိုရင်လည်းရပါတယ်။အဲကမှ shape face တွေကနေပြီးတော့မှ no face ဆိုတာလေးရှိပါတယ်။သူ့ရွှေ့လိုက်ရုံပါပဲ။ဒါဆိုရင်အတွင်းအရောင်ကဒါအဖြစ်အောင်လေးနဲ့ချက်ထားတာမဟုတ်ပါဘူး။ဘာအရောင်မှမပါဘဲနဲ့ပလိန်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ဟုတ်ပြီဒါရကွာအတွင်းရောင်ကိုချက်တာမျိုးပါအဲ့အတွက်ဥပမာဖြစ်သွားအောင်လို့ဒီမှာအဝိုင်းရောင်လေးနဲ့ချက်ပြပေးထားပါမယ်ဒီတော့တဲ့ခါမှာကိုယ့်ရဲ့ test ball လေးကိုကြွားကြည့်လိုက်တဲ့ခါမှာဖိဖက်ဖက်လေးမှာပေါင်လေးခက်ပြထားတာတွေ့ရမယ်။အနံ့ရောင်လေးနဲ့ချက်ပြထားတာပါ။ အဲ့အနယောင်လေးကိုလည်းကွာအနယ်လေးနဲ့ဒီဘောင်လေးမခက်ချင်လို့အနီးတွေအဝါတွေအပြားတွေကိုချိုက်တဲ့အယောင်နဲ့လည်းအယောင်ဘောင်လေးနဲ့ခက်လို့ရပါသေးတယ်။လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလိုသူများအတွက် Microsoft Word Special Class လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရေကန်းတက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲကမှလည်းဒီ test box လေးထဲမှာ click နေပါ။ shape format လေးကိုတွန်းလိုက်ပြီးတော့မှ shape outline ဆိုတာလေးရှိပါတယ်။ဒီအောက်ကမြလေးကိုနှိမ့်လိုက်တဲ့အခါမှာအများကြီးကြာလာပါမယ်။ဒီထဲကနေပြီးတော့မှကိုကြိုက်တဲ့ရောင်ကိုရွှေ့လို့ရပါတယ်။ တပီတော့မှအရောက်နေလိုချင်သေးတယ်ဆိုရင်ခုနကအတိုင်းပါပဲမောင်းအောင်လိုင်းကာလာစားလေးရှိပါတယ်တို့နေလိုက်ရင်ကာလာပေါက်စီကြလာပါမယ်စတန်နက်မှာလည်းအကြောင်းလေးယူလို့ရတယ်ကတ်စတမ်မှာလည်းအကြောင်းလေးယူလို့ရတယ်ကိုယ်တော်ကြာသွားပြီဆိုရင်တော့ okay လေးကိုနေလိုက်ရုံပါပဲဒီမှာကတော့ cancel ပဲနေလိုက်ပါမယ်အဲ့တည်းဥပမာအနေနဲ့ကွာအနေအောင်လေးနဲ့ကုချင်နေဆိုပါဆိုဒါဆိုရင်ကွာဒီမှာအနေအောင်လေးကိုလာပြီးတော့မှရွှေ့လိုက်ပါပြီအဲ့ကမှတပကလွတ်နေတဲ့နေရာမှာသွားပြီးတော့ကြည့်ကြည့်လိုက်ပါကိုယ့်ရဲ့အဝိုင်းအောင်ဒီဒီ test ball ရဲ့ paper ball လေးမှာအနေအောင်လေးနဲ့ဘောင်းလေးကပ်ပေးထားတာကိုတွေ့ရပါလိမ့်မယ် ဒီပေါင်လေးကကိုယ်စိတ်ထဲမှာနည်းနည်းလေးပါနေရလို့ခံစားရတဲ့ဆိုရင်ပို့ပြီးတော့လထူလို့ရပါတယ်အထူပေါင်းကိုကိုကြက်သလောက်သတ်မှတ်လို့ရပါတယ်အလိုသတ်မှတ်ဖို့အတွက်လည်းပဲ test ပေါင်လေးထဲမှာ click နေပါမယ် shape format ကိုတွန်းလိုက်ပြီးတော့မှ shape outline မှာတွန်းလိုက်ပါမယ်ပြတော့ဒီအောက်လေးမှာ weight ဆိုလေးရှိပါတယ်။အဲဒီ weight မှာ PT ဆိုတာကတော့ POND point ရဲ့အတူခါကိုပြောတာပါ။နံပါတ်နဲ့နဲ့တလောက်ပပလေးနဲ့ဖြစ်ပါလိမ့်မယ်။နံပါတ်များရင်များတော့အထူးအင်းနဲ့ဖြစ်လာပါလိမ့်မယ်။သူလက်ရှိမှာတုံထားတာကကျတော့1/2 PT ကိုသူတုံထားတာပါ။ အဲ့အတွက်ကဥပမာအနေနဲ့4 1 by 2လောက်ကိုသားပြီးတော့မှနေကြည့်လိုက်ပါ။ဒါဆိုရင်ဒီမှာကိုယ့်ရဲ့ဘောင်လေးကအထူးကြီးနဲ့ရသွားတာတွေ့ရပါလိမ့်မယ်။ပြီးတော့ကိုယ့်ရဲ့ဘောင်လေးကိုသူက solid line လို့ခေါ်တဲ့ line အပြည့်နဲ့ခတ်ပြီးသွားတာပါ။ဒါကွာ line ပြီးမကြိုက်ဘူးဆိုရင်လည်းပဲ dash line ပုံစံလေးလေးလည်းပြောင်းလိုက်ပြီးတော့မှဘောင်ခတ်လို့ရပါသေးတယ်။အဲ့တော့လဲ test ဘောင်လေးထဲမှာနေထားပြီးတော့မှ shape form ကိုထွန်းလိုက်ပြီးတော့ shape outline လေးမှာနေလိုက်ပြီးဆိုရင်တယောက်လေးမှာ dash ဆိုလိရှိပါတယ်။သူထိတ်ဆုံးမှရှိတဲ့ solid လို့ခေါ်တဲ့ဒီ line အပြည့်လေးကိုတုံးထားတာပါ။ ဒါလေးကိုမကြိုက်လို့ကွာဒီမှာအမှ test line လေးလည်းညသာရှိပါသေးတယ်ကိုသဘောကျရင် mouse တင်ကြည့်ပါ mouse တင်ကြည့်လို့အောက်မှာပြတာလေးသဘောကျပြီဆိုရင်တော့ click နဲ့ပြီးတော့မှရှူလိုက်ရအောင်ပါပဲဒါနဲ့ကိုယ့် test mouse လေးရဲ့ bound လေးမှာဒီလိုမျိုး test line လေးနဲ့ခက်ပြီးသွားတာတွေ့ရပါလိမ့်မယ်ဒီတော့ကိုနဲ့တက်တူမျိုးဒါလို့ရပါတယ်ဟုတ်ပြီနောက်ထပ်တစ်မျိုးကကျတော့ကွာခုဆိုရင် line ကိုမှသူက line အဖြောင်းပုံနဲ့ straight line ပုံနဲ့သွားထားတာပါတောက်ကွာနည်းနည်းလေးလက်လေးနဲ့ဆွဲသလိုအကွေးကောင်လေးတွေထားခြင်းနဲ့ဆွဲလဲရပါတယ်အဲ့ခါမှလည်းပဲ shape format ကိုတွန်းလိုက်ပြီးတော့မှ shape outline မှာနှိပ်လိုက်ပါမယ် ပြီးတော့ရင်တော့ sketch မှာသွားလိုက်တဲ့အခါမှာတော့ line ဖြောင်းကိုတုံထားတယ်။ထောက်ကွာဒီမှာ line အကွေတွေအောက်တွေလည်းအများကြီးရှိပါသေးတယ်။ကိုယ်သဘောကျတဲ့အခါမှာ mouse နဲ့ click တစ်ချက်လေးနှိပ်လိုက်ရုံပါပဲ။ဒါဆိုရင်ကိုယ့်ရဲ့ဒီ test box လေးဟာဆန္ဒကလို့တန်တန်လေးမဟုတ်တော့ဘဲနဲ့နည်းနည်းလေးတွန်းသွားတာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ကိုယ်နဲ့တက်တလို့မျိုးထားလို့ရပါတယ်။ဟုတ်ပြီဒါလေးကိုကွာ paper bag လေးအနေမှာဘောင်လုံးဝမကတ်ချင်တော့ဘူးဆိုရင်တော့ sheet outline လေးမှာပြန်သွားလိုက်ပြီးတော့မှတယောက်လေးမှာ no outline စာလေးရှိပါတယ်။ တို့ပြန်ပြီးတော့ရွှေ့လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ test ball လေးမှာဘာပေါမှမကတ်တော့ပါဘူး။ဒါအတွင်းရောင်လေးထထလို့ဒါအဝိုင်းရောင်လေးကိုမြင်နေရတာဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့ခါမှကဥပမာကိုနေနဲ့စာအုပ်က Microsoft Word ထဲမှာစာလေးတည်တိုင်းမဲ့လိုချင်တယ်။အတွင်းရောင်ကိုလည်းမချိန်ထားခြင်းဘူး။ဘောင်လည်းမကတ်ထားခြင်းဘူး။စာလေးတည်တိုင်းလိုချင်တဲ့ခါမှဆိုရင်တော့ကိုနေနဲ့ shape format ထဲမှာ shape file မှာလည်းပဲ no file လေးကိုရွှေ့ပေးထားပါမယ်။ share online မှာလည်းပဲ no online ကိုရွှေ့ပေးထားပါမယ်။ဒါမှသာလင်ကိုအနေနဲ့ကလွတ်တဲ့နေရာမှာသွားပြီးထောက်လိုက်တဲ့အခါမှာစာလေးပဲတည်တန်းရေးထားသလိုလေးဖြစ်နေမှာပါ။ အဲ့ဒါမှကိုရေးထားတဲ့စာလေးကနည်းနည်းလေးအကြောင်းအရာနည်းတယ်ဆိုရင်ကျတော့ test box ကိုဘလို့ရဖဲနဲ့အကြည့်မထားပါနဲ့ test box လေးထဲမှာ click နေပြီးတော့မှဒီမှာအလုံးလေးတွေအလုံးလေးတွေပေါ်လာတဲ့အခါမှာကိုလိုတဲ့စာလေးကိုဒီမှာအလုံးလေးပေါ်မှာမောက်ဆေးတင်လိုက်ပြီးဆိုရင်များကောင်းနှစ်ဖက်ပုံစံလေးပေါ်လာပါမယ် click ပြထားပြီးတော့မှလိုတဲ့လောက်လေးဆွဲပြီးတော့မှတေးပြတယ်မှာတယ်ဘလို့ရဖဲနဲ့အကြည့်မထားပါနဲ့ဒီလောက်လေးထားမယ်ပေါ့နော် ပြောအတွင်းမှာရေးထားတဲ့စာအတွက်လည်းပဲကွာစာသားကို selection ပေးလိုက်ပြီးတော့မှ home debt ထဲမှာ found group ထဲမှာ found နဲ့တစ်ဆိုင်အားလုံးပြင်လို့ရပါတယ်။ found နေပြင်လို့ရမယ်၊ found site ပြင်လို့ရမယ်၊အကြောင်းလေးချေလို့ရမယ်၊ဒီမှာ channel formatting နဲ့ identity analyze တွေအကုန်လုံးလုပ်လို့ရနေမှာဖြစ်ပါတယ်။ဥပမာ found site ကို session လောက်တွေတုံးကြည့်လိုက်ပါမယ်။ပြန်တော့ alignment လေးလည်းထားလို့ရပါတယ်။ query text box လေးထဲမှာအခုဆိုရင်တွေ့ရတဲ့စာသားလေးကဘယ်ဘက်ခြမ်းမှာကန်နေတာတွေ့ရမယ်။ဒါကြောင့်လဲဆိုတော့ paragraph group ထဲမှာ alignment လေးမှာသူက align left ကိုရွေးထားလို့ဖြစ်ပါတယ်။ ဒီကလို့ကိုယ့်ရဲ့စာသားလေးက Testbox လေးရဲ့အလဲကောင်စင်တာမှာလိုချင်နေဆိုရင်တော့ဒီမှာရှိတဲ့စင်တာစာလေးကိုရွှေ့ပေးလိုက်ရုံပါပဲ။ဒါဆိုရင် Testbox လေးအတွင်းမှာကိုယ့်ရဲ့စာလေးကအလဲကောင်တက်တက်မှရောက်သွားပါလိမ့်မယ်။ ဲ့ခါမှာခုနကပြောခဲ့သလိုပဲ quartz block နဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီစာလေးကို quartz လေးရွှေ့ရှင်နေဆိုပါစို့ကိုနဲ့တက်တဲ့နေရာကိုအလွယ်တကူရွှေ့လို့ရသွားပါပြီ test block လေးပေါ်ကလစ်နိုင်မယ်ပြီးဒီဘောင်လေးပေါ်မှာမောက်စီတင်လိုက်တဲ့အခါမှာမြားကောင်းလေးပဲလေးလက်ပုံလေးပေါ်လာပြီဆိုရင်ကလစ်ဖိထားပြီးတော့မှ test block လေးကိုဒီလိုမျိုးလေးဆွဲပြီးတော့မှဒီနာပို့ခြင်းနဲ့ဆိုရင်ပို့လိုက်လို့ရပါတယ်ဒါဆိုရင်ကိုရဲ့စာလေးကဒီနာကနေမှဒီနာကိုအလွယ်တကူရောက်သွားတာတွေ့ရပါလိမ့်မယ်ကိုနဲ့တက်တဲ့နေရာကိုအလွယ်တကူထားလို့ရသွားပြီဖြစ်ပါတယ်ဒီပေါ်သုံးထားခြင်းနဲ့ဆိုရင်လည်းသွားပြီးတော့ထားလိုက်လို့ရတယ်ဒါဆိုရင်လည်းအပေါ်သုံးကိုရောက်သွားပါလိမ့်မယ် ဟုတ်ပြီတကယ်လို့များကိုအနေနဲ့စာလေးကိုကိုယ်လုပ်ငန်းလိုအပ်ချက်ရနည်းနည်းလေးစောင်းပြီးတော့ရေးချင်တဲ့ဘာညာဆိုရင်လည်းလုပ်လို့ရပါတယ်။ပေါ်လီမှများကိုလေးပါတယ်။ဒါတော့ကိုနည်းနည်းစောင်းနေတဲ့ဆိုရင် mouse လေးနဲ့ဒီပါ clip ဖြီးပြီးတော့မှ paper လေးကိုစောင်းလိုက်အောင်ပါပဲ။ဒါနဲ့ကိုစာလေး paper ကိုစောင်းသွားတာတွေ့ရပါမယ်။ညာဘက်ကိုစောင်းနေတဲ့ဆိုရင်လည်းလိုပါပဲညာဘက်ကိုဆွဲပြီးတော့မှစောင်းနိုင်လို့ရပါတယ်ညာဘက်ကိုစောင်းသွားပါလိမ့်မယ်အဲ့တော့ကိုနေတဲ့သူလိုမျိုးထားလို့ရပါတယ်ကွာဒီမှာသူကလစ်နေထားပြီးတော့360 ticket ဒီအမြဲတမ်းလည်နေလို့ရပါတယ်ဖြောင်းပြန်အောင်ပါလေသွားပြီးတော့လည်းထားလို့ရပါတယ် ထောင်ပြီးတော့ပဲထားတာလဲပြီးတော့ပဲထားတာကိုကြတဲ့လိုမျိုးထားလို့ရနေမှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုလေးထားလို့ရမှာဖြစ်ပါတယ် ြောတာလေးကိုကတက်စ်ဘောက်လေးကိုသုံးတက်သွားပြီဆိုရင်တက်စ်ဘောက်လေးထဲမှာကလက်ဖိတ်စာပုံစံလေးတွေရိုက်တာမျိုးတွေအလားဆင်ပြီးတော့မှတည်တည်ကြလလပပါလေးလုပ်မယ်ဆိုရင်ကိုလိုချင်တဲ့လိပ်စာကလေးတွေအစားဖန်တီးလို့ရပါတယ်ဒီသင်ခန်းစာလေးမှာတော့တက်စ်ဘောက်သုံးဖြေပုံလေးကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်အခုသင်ခန်းစာလေးကမက်ဆိုရီရဲ့လုပ်ငန်းခွင်တက်ချိုးရှိမယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကချိုးရှိတဲ့ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါ comment လေးမှာလည်း yes လို့ရေးခက်ပေးပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လေးလုပ်ခက်ပေးပါဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခက်နိုင်ပါတယ်တော်တဲ့သင်ကြားပေးတဲ့ခြင်းတဲ့သင်ခန်းစာလေးဒီ channel မျိုးခွင့်လေးရှိမယ်ဆိုရင် comment လေးမှာရေးခက်ပေး ီမှာကျွန်တော်ပြန်ပြီးတော့ပြချပေးသွားပါမယ်။အခုလိုမျိုး Microsoft ဘက်ကိုလုပ်ငန်းခွင်အတွက်အခြေခံကနေစတင်ပြီးတော့မှ Signature နဲ့ကြောင်းညာနဲ့တင်ပြချင်တယ်ဆိုရင်ကျွန်တော်ရဲ့တင်တဲ့လေးတွေကိုတယောက်ဖို့ကိုဖိတ်ခေါ်ရပါတယ်။တင်တဲ့လေးတွေကိုတယောက်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှန်ဘာဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်တဲ့အလို့ရပါတယ်။ Daily Dose Computer Fan Hammer နဲ့ဆိုတဲ့ Facebook Page မှာတင်ကြမှာလည်းတင်တဲ့အလို့ရပါတယ်ခင်ဗျာ။ဒါပြရှင်တဲ့နေရာလေးကိုမြန်မာထောက်ပြပေးဆိုင်နေကြပါစေ။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။